လူဘွားရလာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းမိမိတို့ဘဝမှာနေထိုင်တဲ့အခါအကျိုးရှိအောင်နေတတ်ဖို့အမတ္တမအရေးကြီးပါတယ်အကျိုးဆိုတာဒိဋ္ဌာဓမ္မိကအဋ္ဌမြတ်မောဘဝမှာရတဲ့အကျိုးကတစ်မျိုးတံပရာဟိကထလို့ခေါ်တဲ့တမလွန်ဘဝမှာရတဲ့အကျိုးလို့ ာပေကျမ်းကများမှာဒီလိုအကျိုးနှမျိုးကိုသတ်မှတ်ပြထားတာရှိတယ်။အဲ့ဒီမှာမျက်မှောက်ဘဝမှာရရှိနိုင်တဲ့အကျိုးဆိုတာဒီဘဝမှာရှိတဲ့ဥစ္စာရတာလည်းအကျိုးတစ်မျိုးပဲ။ရာထုကုန်သိဌာနန္တရရတာလည်းအကျိုးတစ်မျိုးပဲ။ထူးခြားတဲ့ဂုံအည်သွေးတွေရတာလည်းတစ်မျိုးပဲစီးပွားဥစ္စာရတာလည်းပဲတစ်မျိုးပဲ။ ချမ်းချမ်းသာသာနေဖို့အခွင့်အရေးတွေရလာတာလည်းပဲဒီဘဝရဲ့အကျိုးလို့ဒီလိုပြောရမှာဓမ္မလောဘဝအကျိုးဆိုတာကျတော့လူတိုင်းလူတိုင်းဟာဒီဘဝမှာအဆုံးသတ်ကြမှာမဟုတ်သေးလို့ရှင်နောင်ဓမ္မလောဘဝဆိုတာရှိနေသေးရှိနေသေးသည့်အတွက်ကြောင့်ဒီဘဝအရေးတွေမစဉ်းစားဘဲနဲ့နောင်ဘဝအရေးကိုလည်းပဲစဉ်းစားရမယ်တဲ့ နောက်ဘဝအရေးအတွက်လည်းရှိတင်ရှိတတ်တဲ့အကြောင်းတရားများရှိအောင်လုံးမကောင်းတဲ့အကြောင်းတရားတွေမိမိတဏ္ဍာမှာရှိမှနောက်ဘဝမှာကောင်းကျိုးချမ်းသာရနိုင်တယ်လို့ဒိဋ္ဌဓမ္မိကအထမြတ်မောဘဝမှာရမယ်အကျိုးတံပရာဟိကထလို့ခေါ်တဲ့တမနောဘဝမှာနောက်ဘဝမှာရနိုင်တဲ့အကျိုးတဲ့အဲ့ဒီအကျိုးနှမျိုးလုံးရရှိအောင် ဓမ္မအတိနဲ့နေဖို့လိုတယ်လို့